မင်းကစိတ်ဖိစီးတတ်တယ်လို့လားဒီအကျင့်သေးသေးလေးကမင်းရဲ့စိတ်ဖိစီးမှုတွေကိုဖျောက်ပေးပြီးတော့မင်းရဲ့နေ့ရက်တိုင်းကိုပြောင်းလဲပေးနိုင်ပါတယ်မနခင်ဆဆချင်းမှာကိုယ့်ရဲ့အနာက နေရာလေးတစ်ခုကိုတန်ရှင်းတာအရင်အကျိုးရှိတယ်ဆိုတာသိပါသလားနေ့တစ်နေ့ကိုစတင်ဖို့လိုတာက နေရာတန့်တန့်လေးတနေရာပါပဲမင်းထင်နေတာထက်ဒီအကျင့်က ကိုယ်စိတ်ဓာတ်ကိုပိုးပြီးတည်ငြိမ်စေပါတယ်တန်ရှင်းမှုက မျက်စိကို ရှင်းလင်းစေတယ်။မျက်စိကိုရှင်းလင်းတာကစိတ်ကိုတည်ငြိမ်စေတယ်။အကျင့်တစ်ခုကိုတည်တည်လေးလုပ်ပေမဲ့အတွင်းမှာစဉ်စားနေအလုံးလုံးပုံစိတ်အပြုတ်အမှုထိကြောင်းလဲမှုတွေစတင်လာတတ်တယ်။ဒီကိစ္စကတော့တန်ရှင်းမှုရဲ့တုံ့ပြန်မှုပါပဲ။တန်ရှင်းတဲ့နေရာကနေစတင်ရင် စိတ်ထဲမှာကောင်းတာလုပ်ချင်တဲ့အတွေးရောက်လာတယ်။မနှက်ခင်းကို တက်ကြွစေတဲ့ fat signal တစ်ခုအနည်းနဲ့သုံးလို့ရပါတယ်။မင်းရဲ့အင်ကိုပဲဖြစ်ဖြစ်မင်းအလုပ်နေရာကိုပဲဖြစ်ဖြစ် ရှင်းလင်းလိုက်ပါနှစ်မိနစ်ပဲပေါ့ဒါကကော်ဖီဖြော်နေတဲ့အချိန်နဲ့တောင်တူပါတယ်ဒါပေမဲ့ရလာမဲ့အကျိုးမြတ်ကတနည်းလုံးကိုပြောင်းလဲပေးနိုင်ပါတယ်စဉ်းစားစရာမလိုပဲဒီနေ့စပြီးတော့လုပ်ကြည့်လိုက်ပါကိုယ့်ရဲ့အနာက နေရာတစ်ခုခုကိုတန်ရှင်းလိုက်ပြီးကိုယ့်စိတ်ကိုလည်းတန်ရှင်းလာအောင်ထားလိုက်ပါစိတ်ရှုပ်တဲ့ဆိုတာတခါတလေမနက်ခင်းမှာ နင်ကွင်းတက်မတက်နေလဲပတ်သက်တတ်ပါတယ်နှစ်မိနစ်လောက်တန်ရှင်းရေးလုပ်လိုက်ပါမင်းစိတ်နေ့တစ်နေ့လုံး 漂亮大吗吧？